မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတော်စစ်ကောင်စီတပ်ဖွဲ့ဝင်ဆက်ရှင်ဦးတည်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတော်အီဘီလာစနေရနေ့ရရှိထားတဲ့တရင်အချက်လက်တွေအားစစ်ကောင်စီတပ်ဖွဲ့ဝင်ဆက်ရှင်ဦးတည်ဆောင်ကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေရသိရပါတယ်။တရင်ဌာနအနေနဲ့နေစဉ်စစ်သားတည်ဆောင်မှုစည်းရုံးကိုထုတ်ပြန်ရမှာဒေသကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေနဲ့ပြောဆိုချက်တွေကိုစူးစီးဖော်ပြခြင်းဖြစ်ပြီးမြေပြင်အခြေအနေမှာအမှန်တကယ်စစ်သားများတည်ဆောင်မှုရှိမရှိ၊ကွင်းစင်းအတည်ပြုနိုင်ခြင်းမရှိတာကိုသိစေချင်ပါတယ်။ ဇလပီဟင်္ဒရာမှာစစ်မှုထမ်းရန်နေအိမ်ကိုတွားရောက်ခေါ်ဆောင်တဲ့အုပ်ချုပ်ရေးမှူးတပ်နိုင်ဓာခုတ်ခံရပြီးတေဆုံကကြုံပြော်မှလည်းအုပ်ချုပ်ရေးမှူးလှကြိုင်းပြစ်ခတ်ခံရပြီးတေဆုံနေကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းဟင်္ဒရာမြို့နယ်မှာစစ်မှုထမ်းဖို့နေအိမ်ကိုတွားရောက်ခေါ်ဆောင်တဲ့အုပ်ချုပ်ရေးမှူးတပ်နိုင်ဓာခုတ်ခံရပြီးတေဆုံသွားကြောင်းဒေသခံပြည်သူတွေကပြောကြားခဲ့ပါတယ်။အေပီလ17ရက်နေ့မှာဟင်္ဒရာမြို့နယ် တနွန်တနော့ချင်းရွာအုပ်စုအကျန်းဘတ်စတက်ခန့်အုပ်ချုပ်ရေးမှူးတနိုင်ကမကြီးကုန်းချင်းရွာမှာလူငယ်တအုပ်ကိုစစ်မှုထံအလဲကြရင်လို့ဆိုပြီးတွားရောက်ခေါ်ဆောင်ခဲ့ကြောင်းသိရပါဗျာ။ အဲ့လိုလာရောက်ခေါ်ဆောင်စဉ်အင်ရှင်ကနေနေအိမ်ပေါ်ရောက်မှဒါနဲ့ခုတ်ခဲရရှာအိမ်မှုတန်တိုင်းဥကောင်းပြက်တန်ရာရရှိပြီးတည်ဆောင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ဒါပြင်အေရရီတိုင်းဂျုံပြောမျိုးနဲ့ငကြီးတူချင်းရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဆိုင်ကမြို့နယ်အစည်းအဝေးမှာပြန်လာစဉ်တနက်နေ့ပြစ်ခတ်ခံရပြီးတည်ဆောင်းသွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။အေဘီလာဆိုင်ရင်နီနီလယ်နှစ်နိုင်ကမ်းမှာဂျုံပြောမျိုးနဲ့ငကြီးတူချင်းရွာအုပ်စုအုပ်ချုပ်ရေးမှူးလှဆိုင်ကမြို့နယ်အစည်းအဝေးမှာပြန်လာစဉ်အမည်မသိတနက်သမားတွေကပြစ်ခတ်တိုက်ခိုက်ရာတနက်ချိန်50အထိမှန်ပြီးတည်ဆောင်းခဲ့ခြင်းဖြစ်ကြောင်းသိ ရပါတယ်။ဒီဆောင်သွားတဲ့အုပ်ချုပ်ရေးမှူးနာဆိုင်ကအကြံဖတ်စစ်တပ်ရဲ့အမာခံတောက်တိုင်တောင်းဦးဖြစ်ပြီးကျင်းရွာအုပ်စုတွင်စစ်ကောင်စီတပ်ဆိုးရှိဖို့လှုံ့ဆော်ပေးနေသူဖြစ်ကြောင်းဒါပြင်အကြံဖတ်စစ်တပ်အတွက်တပ်သားတွေစုဆောင်ပေးခြင်းအတ္တမငွေကြေးကောက်ခံခြင်းတွေကိုလည်းပြည်သူအပေါ်ကျူးလွန်နေပြီး၎င်းတရင်ပြည်တိုင်ကြားမှုကြောင့်ထွက်ပြေးတင်းရှောင်နေရတဲ့လူငယ်များရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးညောင်လေးပင်ခရိုင်ရှိကျေးရွာတွေကိုစစ်တပ်က drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုဖုံညီကြောင်းနဲ့နေအိမ်များပြက်စီပြီးပြည်သူတအုပ်ကိုလည်းအကြောင်းမဲ့ဖမ်းဆီးသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်ခရိုင်ရှိကျေးရွာများကိုအကြံဖတ်စစ်တပ်က drone လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေကြောင့်ဖုံညီကြောင်းနဲ့နေအိမ်များပြက်စီပြီးပြည်သူတအုပ်ကိုလည်းအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ KNU ဘဟုကထုတ်ပြန်ထားပါတယ်။ April 10ရက်နေ့ညနေ6:30မိနစ်30ခန်းမှာတိန်စင်ရဲ့အခြေဆိုင်ခမာယာ209တိုင်ရင်မှာအကြံဖတ်စစ်ကောင်စီတပ်သားတွေကတန်မှန်စီရဲမှာ Robert ချစ်လုံငန်းလို ုတ်ကန်နေတဲ့အသက်30နှစ်အရွယ်ကိုစင်မင်းထိုင်ကိုတိမ်စင်ရမြို့ပေါ်မှာဈေးမှာအတင်းအထမဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ AB လ9ရက်နေ့ည10နာရီခန့်မှာခလာရ264တန်ရင်မှာအကြံဖတ်စကောင်စီတသားတွေက120မမလက်နက်ကြီးလေးလုံးနဲ့ထောလူကိုကျင်းရွာကောက်မွေသူကျင်းရွာနဲ့ပန်းတင်ကုန်းကျင်းရွာတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ထောလူကိုကျင်းရွာမှာနေအိမ်တလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗျ။ AB လ17ရက်နေ့မှာလည်းအကြံဖတ်စတက်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ကွင်းစိတ်ကျင်းရွာလီလန်းစုံဒီမှာကြာရောက် ပောက်ခွဲခဲ့ပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့ကြောင်းဤပြည်လာကိုရန်နီည9:48မိနစ်ခန့်ကလည်းကြေကွင်းကျေးရွာတွင်ကိုအကြံပတ်စတကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာနေအိမ်နှလုံးပျက်စီးခဲ့ကြောင်းသိရပါသည်။ ဧပြီလ10ရက်နေ့ည9:45မိနစ်ခန့်မှာအကြံဖတ်စစ်တပ်ရဲ့ခလာရ264တရင်က120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာတောင်ခင်းချင်းရွာဖုန်ကြီးကျောင်းမှာကြာရောက်ပောက်ွဲခဲ့ပြီးတောင်ခင်းချင်းရွာဖုန်ကြီးကျောင်းတိုက်ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ဇလပီဟင်းတရမြို့နယ်မှာစစ်မှုထမ်းရန်အတမခေါ်ဆောင်ခံရသူကဓာတ်နဲ့ခုတ်တာကြောင့်အုပ်ချုပ်ရေးမှုတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ အင်ယာရီတိုင်းဟင်းဒရာမြို့နယ်တနုံတနော့ကျေးရွာအုပ်စုမကြီးကုံရွာမှာအီပီလာစတီယန်နီကကျေးရွာအုပ်ချုပ်ရင်မှုတအုပ်ဓာတ်ကုတ်ခံရပြီးတည်ဆောင်သွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်ကျေးရွာအုပ်ချုပ်ရင်မှုဦးမောင်ဖြူခေါ်ဦးတက်နိုင်ကတပည့်များနဲ့တူကျေးရွာတွင်နေထိုင်နေမောင်ကျော်စင်ဦးကိုစစ်မှုထမ်းရန်ခေါ်ဆောင်နေဓာတ်နဲ့ခုတ်ခံရတာဖြစ်ကြောင်းသိရပါတယ်ပတ်ဆက်မပြီးနိုင်တဲ့လူငယ်တွေကိုအဲ့လိုခေါ်တာပဲကောင်းလင်းကမျက်မျက်တတမင်းနိုင်ဖို့ပြောတာလက်မခံလို့အခုလိုလုပ်လိုက်တာသူလည်းအခုတ်ခံရရောတပည့်နှစ်ယောက်ကထွက်ပြေးသွားတယ်လို့ဒေသခံတုံမပြောပါတယ်ဓာတ်ခုတ်ခံရတဲ့ ချုပ်ရီမှုမှာဥကောင်ပြတ်တံရနဲ့တည်ဆုံခဲ့ပြီးမောင်ကျော်စင်ကိုလည်းရေးတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေကြောင်းဒေသခံတွေကပြောပါတယ်။ AB စရဲနေလည်းမြို့နယ်အစည်းအဝေးမှာပြန်လာတဲ့ဂျုံပြောမြို့နယ်ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရီမှုဥလာကျိုင်ကလမ်းမှာတနက်နဲ့ပြစ်ခတ်ခံရလို့တည်ဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဇလံပြီးကလေးမျိုးတောင်ပိုင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား15ဦးတိစုံနေဆွဲကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား15ဦးတိစုံပြီးဒဏ်ရာရရှိသူတွေလည်းရှိကြောင်းချင်းမျိုးသားတပ်မတော် CNN ထံကသိရပါရယ်ကလေးမျိုးတောင်ပိုင်းတန်သာရွာရှိစစ်ကောင်စီတပ်နှင့်လက်အောက်ခံပြူစော်တီတပ်ဖွဲ့ဝင်အခြေဆိုင်စခန်းကိုတော်လိုင်းတပ်ဖွဲ့များစုပေါင်းတိုက်ခိုက်ခဲ့ရာမနီကအပီလာ17ရက်မှာအပီးသက်သိမ်းပိုင်နိုင်ခဲ့တဲ့တိုက်ပွဲအတွင်းအဲ့လိုတိစုံခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အဲ့ဒီနေရာကသခိုင်းတိုင်းအစွန်မကွေးနယ်ချင်းနယ်အဆက်မှရှိတဲ့နေရာဆိုတော့ ဆင်ရေးထောက်ပို့တွေအရေးပါလို့တင်တာပါလို့ CNN ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကပြောပါရယ်တိုက်ပွဲအတွင်းလက်နက်ကိရင်များတင်ဆက်ရမိထားတယ်လို့၎င်းကဆိုပါရယ်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်မှလည်းခုနကကြောင်ဆောင်ပြီးဆယ်ဦးတန်ရာရရှိထားကြောင်းစလိုင်းထက်နီကပြောပါရယ်အဲ့ဒီနေရာကိုထိမ့်သိမ်းထားနိုင်ခြင်းအပြင်လက်တလောဖြစ်ပေါ်နေတဲ့ငလင်ပီးထိခိုက်မှုတွေအတွက်လူမှုကူညီကိစ္စရေးလမ်းကြောင်းများပုံမအစဉ်ပြေနိုင်ကြောင်းသိရပါရယ်ကြံသားရွာကပြူစော်တီတွေကိုအားကောင်းတဲ့ရွာဖြစ်ပြီးကံကောမျိုးနဲ့အတွင်းမှာဟန်တာဝရီမြောက်ခင်ရန်တို့မှပြူစော်တီတွေလည်းအင်အားဖြည့် ီတင်းတာကတိုက်ပွဲအတွင်ဟန်တာဝရီရွာဘက်ကိုတင်ရရတဲ့သူင်းနဲ့တို့စုတ်ခွာပြေးကြောင်းသိရပါတယ်အဆိုပါတိုက်ပွဲကိုချင်းအမျိုးသားတပ်မတော် CNN ချင်းပြည်ကာကွယ်တပ်ဖွဲ့ကလင်းကဘောကန်ကော CDF KKG ချင်းပြည်ကာကွယ်တပ်ဖွဲ့ဟာခါ CDF ဟာခါချင်းပြည်ကာကွယ်တပ်ဖွဲ့ထန်တလန် CDF ထန်တလန် CDF CV Defend Militant CDM စီရင်ချင်းပြည်ကာကွယ်တပ်ဖွဲ့စန်တန် ကံကောမျိုးနဲ့ဟန်တာဝရီပါကပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလေးခရိုင်တိုင်ရင်လေးနဲ့ပါကပါတိုင်နယ်အမတ်တင်မှာတိုင်ရင်တပ်ဖွဲ့များပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ကလေးမျိုးတောင်ပိုင်းရှိကဘာနီတရာစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဖေဖော်ဝါရီလ12ရက်ကစပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်နဲ့ပြူစောတိများအခြေစိုက်တဲ့မန်တော်အောင်တာရအောင်မင်္ဂလာရွာရှိစခန်းများကိုလည်းသိမ်းပိုက်ထားကြောင်းသိရပါရယ်